မင်္ဂလာပါကျွန်တော်အခုရောက်ရှိတဲ့နေရာကတော့ကိုရီးယားနိုင်ငံချွန်းနမ်းမြို့မှာရှိတဲ့နန်ဆောဟုဒဲဂူလို့ခေါ်တဲ့နန်ဆောဟုတက္ကသိုလ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါနန်ဆောဟုဒဲဂူဟာချွန်းနမ်းမြို့ရဲ့အထင်ကရတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်နန်ဆောဟုဒဲဂူမှာဖြင့်မြမပြည်မှလာရောက်ပညာသင်ယူနေတဲ့မြမအပေါင်းသူအပေါင်းသားများနဲ့ 锅底要嫩的嘛，一比二片要那比，一嫩一三片比三两片，这样子的，明白？酱卤酱的，绵软的，细滑的。 โอเคလက်ရှိတက္ကသိုလ်ရဲ့ကြီးညာလေးနဲ့ဒီတက္ကသိုလ်ရဲ့အကြောင်းကိုအကျဉ်းချုပ်ပြောပြပေးပြီဆိုတော့ပြီးကြရင်ကျွန်တော်လက်ရှိဒီတက္ကသိုလ်မှာတက်ရောက်နေတဲ့မြန်မာအပေါင်းသူအပေါင်းသားတွေနဲ့မိတ်ဆက်ပြန်မှာဖြစ်ပါတယ် လေးနဲ့ကိုနဲ့အပြင်မှာလည်းသိတယ် online မှာလည်းမြေလေးစာတင်တာလည်းတွေ့ရတယ်ပေါ့နော်။နောက်ပြီးတော့ကိုတို့ကဆံမလေးမုန်ရဲ့တပည့်လည်းဖြစ်တဲ့ခါကျတော့ဒီနန်ဆုံးတက္ကသိုလ်မှာတက်ရောက်တဲ့ညီလေးရဲ့အကြောင်းလေးမိတ်ဆက်ပြပေါ့။ဟုတ်ကဲ့မင်္ဂလာပါ။ကျွန်တော်တို့များတော့နိုင်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနန်ဆုံးတက္ကသိုလ်မှာပေါ့နော်ဒီတပတ်ကိုစနေနေ့ရက်အဓိကကိုရီးယားစာသင်ကြားရေးမူတာနဲ့မာစတာတက်နေတဲ့ကျောင်းသားပြောက်ဖြစ်ပါတယ်။ညီလေးညီမလေးတော့အာညီမညီမရပပရှိနေပါနော်။ညီမလေးဒီနန်ဆုံးတက္ကသိုလ်မှာစနေနေ့ရက်ကိုရီးယားသင်ကြားရေးအထူးကိစ္စမှာစာရင်းတက်ရောက်နေဆုံးဖြစ်ပါတယ်။အဲကျွန်တော်တို့များတော့မပြေဆုံးဘူးပါနော်။ ပြောတဲ့ဒီချက်နဲ့ရလို့ပဲလမ်းဆိုးတဲ့ဟာကူမှာစင်ပြောက်မာစတာတက်ပေါ့နော်ကိုရီးယားပြည်သူတင်ကြရေးမှာကြာဒီလိုဘက်ရှိဒီเจ้าကဘာဗီဇာလိုဆန်းနဲ့တက်နေတာအကျွန်တော်ကတော့ Israel ဗီဇာနဲ့တက်နေတာပါဗျဟုတ်ဒီကျွန်တော်ကတော့ဒီ E-line ဗီဇာနဲ့ပေါ့နော်ဒီเจ้าကတက်နေတာပါဒီမှာကြတော့မြန်မာနိုင်ငံနေပြီးတော့ဒီကို D4 ဗီဇာနဲ့အရင်လာတယ်ပေါ့နော်အခုကျတော့ D2 ဗီဇာနဲ့ဒီစနေမှာစတာတောင်တက်နေပါမှာညီလေးဒီအကြောင်းရဲ့ နန်းဆုံးတက်သူရဲ့အားသာချက်လေးကိုပြောတော့ပေးပါဦး။အာဒီကျောင်းရဲ့အားသာချက်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီကျွန်တော်ဒီပါမောခတွေရပေါ့နော်ကျွန်တော်ဒီတင်ကြားရေးဘက်မှာဆိုရင်ဒီနိုင်ငံသားကျောင်းကျောင်းသားတွေကိုကျွန်တော်နားလည်နိုင်လောက်တဲ့အထိအပေါ်ယူရင်းနဲ့တင်ကြားပေးတဲ့အတွက်ကျွန်တော်တင်ကြားရေးမှာအခက်အခဲမရှိအဆင်ပြေတယ်ပေါ့နော်။ညီလေးတို့အခက်အခဲဆိုရင်တော့အကျွန်တော်တို့အခက်အခဲဆိုရင်ကကျွန်တော်ဒီကျောင်းကထွန်းထက်မှရှိတဲ့အတွက်ကျွန်တော်ဝေးရရနေလာဝေးရနေလာတဲ့အတွက်နည်းနည်းနံပါတ်ဆက်သွယ်ရေးတော့အခက်အခဲရှိတယ်ဒီချွန်းနှမ်းမျိုးနဲ့ဝေးရဆိုတော့နည်းနည်းအခက်အခဲရှိနေတယ်ပေါ့ကျွန်တော်တို့လည်းအခက်အခဲရှိတယ် ကျွန်တော်အာသာအာသာကျဲကိုပြောရမယ်ဆိုရင်ကျွန်တော်ကဒီစနေတရက်ကိုကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလုံသမားဖြစ်တဲ့အတွက်ကြောင့်ဂျားရတဲ့လူကျွန်တော်တို့အဆင်မပြေဘူးဒါပေမဲ့ကျွန်တော်ကြောင်းလက်တက်ချင်တယ်အာစနေတရက်ကတော့အကောင်းဆုံးပဲညောင်းလေးညောင်းလေးဒီကြောင်းကိုရွေးချယ်တဲ့အဓိကအာသာကျဲလေးပြောပြပါဦးမာဒီကြောင်ရွေးချယ်ရတာပေါ့နော်ညီမတို့ဒီလူသမားတွေကြတော့9ရက်တန်းလေးတက်လို့ရတယ်လို့ဒီကြောင်ကိုစနေတရက်လေးတက်လို့ရတယ်ပေါ့နော်ဒါပေမဲ့9ရက်တန်းတက်ရင်တော့အချိန်ပိုင်းကတနေ့ကို2နာရီ3နာရီလောက်ရတယ်ကြောင်ကိုကြောင်စီကိုမကမိဘူးတကယ်လို့ဒီနန်းစိုးတက်ကတူကိုဒီစနေ ပြန်တက်မယ်ဆိုရင်တော့တခြားဘာဗီဇာတွေရောတက်လို့ရသေးတယ်ကျွန်တော်ဒီစနေအတန်းကိုတက်ရောက်ချင်တယ်ဆိုရင်တော့ကျွန်တော် G1 ဗီဇာကလွယ်လို့ပေါ့နော်ကျွန်တော်ချားဖေးဗီဇာကိုကျွန်တော်တက်ရောက်နိုင်ပါဘူးဟော G1 ဗီဇာလွယ်လို့ဒီစနေတန်းကိုအားလုံးတက်လို့တခြားဗီဇာတွေအားလုံးတက်လို့ရမယ်ပေါ့နော်ရှင်းပြပါမယ် ိုင်ငံချွန်းနှမြို့မှာရှိတဲ့နန်ဆုံတရက်ကလို့ခေါ်တဲ့တက္ကသိုလ်ဖြစ်ပါတယ်။နန်ဆုံတက္ကသိုလ်ကိုကျောင်းဝင်ခွင့်လျှောက်ထားခြင်းနဲ့ဆိုရင်ဖြင့်နန်ဆုံတက္ကသိုလ်ရဲ့ Facebook စာမျက်နှာမှာဖြစ်စေအရှိန်ကြီးတောင်းနေတဲ့ပုံစံမှာပုံစံမြင်နိုင်ပါတယ်။